မြန်မာနှစ်စံတရက်နေ့ဖြစ်တဲ့ဒီနေ့ April 18ရက်နေ့မှာစစ်ကောင်စီကနိုင်ငံတော်မှာရှိတဲ့အကျဉ်းထောင်တွေနဲ့အချုပ်ထောင်တွေကအကျဉ်းသား4863ဦးကိုပြည်တံလွတ်ငြိမ်권ပေးလိုက်တယ်လို့ကြေညာပါတယ်။ဒီလွတ်ငြိမ်ကနောက်တစ်ချိန်ပြည့်မှုကျွလွန်ရင်ကြာခံဖို့ကြံရှိတဲ့ထောင်တန်းကိုပါထပ်ပေါင်းကြာခံရမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့လွှတ်ပေးတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အကျဉ်းသားတွေကိုလွတ်ငြိမ်권ပေးရမှာနိုင်ငံရေးအကျဉ်းသားပါတာနဲ့ပြီးတချို့အကျဉ်းထောင်တွေမှာဆိုရင်မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံ လုံးဝမပါဝင်ဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကြံသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ပြီးတော့ April 18ရက်မတိုင်ခင်ကထောင်ဒဏ်ချခံရသူတွေကိုလည်းကြခံရမယ့်ပြစ်ဒဏ်ရဲ6ပုံ2ပုံကို short ပေါ်ပေးလိုက်တယ်လို့စစ်ကောင်စီရဲ့အကြေညာချက်မှာပါရှိပါတယ်။ဒါပေမဲ့အဲ့ဒီလိုထောင်ဒဏ် short ပေါ်ပေးတဲ့အမှုတွေထဲမှာ မတရားအသင်အဥပဒေလက်နက်မှုအကြမ်းဖက်တိုက်ဖျက်ရေးအဥပဒေအဂတိအမှုတဘာဝဘေးအမှုဖောက်ခွဲမှုမူးယစ်စေဝါမှုလူသတ်မှုမဒိမ့်မှုတို့မပါဝင်ဘူးလို့စစ်ကောင်စီကဆိုပါတယ် PPNM ကတော့အကျဉ်းထောင်အသီးသီးမှာမတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံကောင်ဆောင်တွေအပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိအ мян ဆုံးလွတ်ပေးဖို့တိုက်တွန်းတောင်းဆိုထားပါတယ်ရှင်